မင်္ဂလာပါရှင်ပဲနီလေးတီးဆောင်လေးချက်ထားပါတယ်ပဲနီလေးတီးဆောင်ချက်ထားရင်အတွက်ကျွန်မကပဲနီလေးကို15မိနစ်လောက်ရင်စိမ့်နေဒါကတော့ချက်တော်အဖြူအနီးချင်းဒါကိုကျွန်မစိတ်ထားပါမယ်ရှင်ကဲစိမ့်ထားတဲ့ပဲနီလေးကိုကျွန်မကအိုးရဲကိုထည့်မယ်ပထမတစ်ရင်ပြုတ်မယ်ရှင်ပြီးတော့ရင်ကျမချိန်ထားတဲ့ဟာတွေနဲ့ထည့်မယ်ပြီးတော့ရေအနှင်းငယ်ပို့ထည့်တယ်ချိန်ထားတဲ့ကြက်တုံအဖြူနီးဂျင်းဒါတွေပို့ထည့်မယ် ။နောက်ပြီးတော့ခရင်ညီကြီးကအိမ်မှာတည်တည်လေးတွေပဲရှိနေရှင်။ဒါကြောင့်တည်တည်လေးတွေထဲပါတယ်။ငြုံသီးစိလေးတွေညှက်ထဲပါတယ်။မိမိအဆက်စားနိုင်သလားထဲနိုင်ပါလိမ့်ရှင်။အဲ့လိုစားကြည့်ပါနော်။အရသာရှိတယ်။ဟင်းတစ်ခွက်ကိုရရှိမှဖြစ်ပါတယ်။အယောင်တင်မုံထဲပါတယ်။ ပဲနီလေးဟင်းဖြစ်တဲ့အတွက်မဆလာလေးအနေငယ်ထည့်ပါမယ်အိန္ဒိယမဆလာလို့ခေါ်ပါတယ်အဲ့ဒါကိုထည့်ပြီးတော့ကျွန်မဒီမှာပြုတ်လိုက်ပါတယ်ရှင်15မိနစ်မိနစ်20လောက်ပြုတ်လိုက်ပါတယ်ဒါကတော့ပြုတ်နေတဲ့အနေထားလေးပါရှင်ပြီးသွားရင်တော့ကျွန်မသူ့ကိုဒီမှာငြိုးချွေးလေးထည့်ပြီးတော့နည်းနည်းလေးကြိတ်လိုက်တယ်မိမိကဘလန်ဒါနဲ့လည်းရတယ်ငြိုးချွေးနဲ့လည်းရတယ်เนาะအဆင်ပြေတယ်လို့ပေါ့เนาะငြိုးချွေးနဲ့ လုတ်ပြီးတွားတဲ့ခါမှာတစ်ဖက်မှာကျွန်မစီတက်မယ်ရှင်။အဲ့တော့အိုးတူအိုးရင်းကိုစီထည့်ပါတယ်။ပြီးတော့ရင်ကျွန်မကသူ့တဲကိုလှိဖြက်ထားတဲ့ချစ်သွန်နီထည့်ပါတယ်။စနင်းလေးနေ့ငယ်ထည့်ပါတယ်ရှင်။ချစ်သွန်လေးတွေကိုကျွန်မနည်းနည်းလေးနွမ်းသည်အထိဒီမှာစီတက်ပါတယ်။စနင်းကလေငင်းတဲ့လက်လုံချစ်သွန်ထက်တဲ့တွင်ရှင်။ချစ်သွန်လေးတွေနည်းနည်းနွမ်းလာတဲ့အနေအထားဆိုရင်တော့ သူတွေကိုပြင်းတော်သိမ်းရနေချေပါတယ်ပြီးတော့ရင်တော့ပြင်းတော်သိမ်းရနေစက်ကံနဲ့တခါစစ်တက်ပြီးတော့တယ်ဆိုရင်တော့ငချောက်ပါငချောက်ကိုရင်စည်းပြီးရင်စင်တိုင်းငချောက်ကိုကျွန်တော်ဖြေပါလို့ရှိအလိုထည့်ပြီးတော့တယ်ဆိုရင်တော့ပထမပြုတ်ထားတဲ့ပဲနီလေးကိုသူ့ရဲ့ဝေါကနေလောင်းထည့်ပြီးတော့မိမိကရှည်လို့တလောက်ထပ်ထည့်နိုင်ပါတယ်ရှင် သူတဲကိုစာအရတာမုံမိမိလိုသလောက်ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်။ဒီစုံလေးဖြစ်တာမဟုတ်လို့ကျမကဒီမှာပဲဆောင်ငါသည်ရုံပရိသည်ကိုစားကျင်တာကိုအမတို့ထည့်လို့ရပါတယ်နော်။ကျမကတော့မုံမိုးဝယ်ပေးတဲ့ဟာလေးတွေကအိမ်မှာရှိတာလေးတွေထည့်လိုက်ပါတယ်ရှင်။ပဲဆောင်ငါသည်ထည့်ပါတယ်။ရုံပရိသည်ထည့်ပါတယ်။ဘူးဒီလေးနဲ့ငယ်ထဲပါတယ်ညီမလေးမမို့ပေးတာပါရှင်အိမ်လာလေရင်ဘူးဒီရေးတက်လာတာနဲ့ကျွန်မဘူးဒီ ရလာတာဖြစ်ပါတယ်ရှင်။ဘူတီကလေကျမတို့ဘက်မှာဆိုတည်တည်ရဲရတာရှင်။တူလာမအကြီးရတာပေါ့နော်။တူကလမ်းစစ်ဘက်ကလာတာရှင်။လမ်းစစ်ဘက်ကလာတဲ့အတွက်ပါလာတာပေါ့နော်။ပြီးတော့ရင်ကျမကသူ့တွေကိုဒါကမကြီးလေးထင်ပါတယ်။တိုက်တက်တယ်ဆိုရင်တော့မဆလာထက်အောင်နိုင်ပါတယ်ရှင်။ Thank you. Bye.